လွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုလို့ရှိရင်ခမည်းကခမည်းရဲ့အိမ်မှာတော်တော်လေးကိုဩစာညောင်းပြီးတော့သမီးသားသူလုံရဲ့အထင်မြင်ကြီးမှုကိုအပြည့်အဝရထားတဲ့လူတယောက်လို့တော့ကျွန်တော်ထင်တယ်။ဒါပေမဲ့လည်းဆလော့ကိန်းတွေဆော့ပြီးသွားတဲ့အခါမှာ အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောတင်မှာတော့ကျွန်တော်တို့ပေါ့နော်လူတိုင်းကမားလေးမားတာရှိပါတယ်အဲ့ဒီအမားတွေအကောင်းဆုံးပြင်ဆင်ရမယ့်အကြောင်းအရာလေးနဲ့ပတ်သက်ပြီးပြောပြသွားမှာပါအဓိကကတော့ဗျာဒီ slogan တွေဆော့ပြီးသွားလို့ဘဝပြတ်သွားပြီးတော့ကိုကိုကိုမဟုတ်တာတွေလောက်တာတွေပေါ့နော်ပြောချင်တာစူးစိုက်လုပ်တဲ့ပုံစံမျိုးတွေအဲပြီးတော့ထွက်ပြေးတာမျိုးတွေပြီးသွားလို့ရှိရင်အဲတခြားမဟုတ်တဲ့လမ်းမကောင်းတဲ့လမ်းတွေပေါ့နော်ခြေစုံပြုတ်ဝင်ပြီးတော့အဖြစ်သွားခဲ့တဲ့အကြောင်းအရာတွေပေါ့နော်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြသမှာပါ မှန်ပါတယ်လူတိုင်းကတော့အမားနဲ့မกินကြပါဘူးကျွန်တော်လည်းမှားဘူးပါတယ်ဒါပေမဲ့မှားတဲ့အမားကလက်ခံနိုင်တဲ့အမားနဲ့အဲလက်မခံနိုင်တဲ့အမားပဲရှိတာပေါ့နော်ခုခင်ဗျားတို့တွေ slot game နဲ့ short လို့ရှုံးသွားတယ်အဲအိမ်မှာရှိတဲ့မိသားစုရဲ့အရင်တုန်းကလိုအလေးစားမှုတွေအထင်မြင်ကြီးမှုတွေကိုမခံရတော့ပဲနဲ့ပေါ့နော်အဲသူတို့ရဲ့ delivery ရှူတာတွေအဲသူတို့မလေးမစားလုပ်တဲ့ပုံစံမျိုးတွေကိုခင်ဗျားတို့ခံနေရတယ်ဆိုလို့ရှိရင်ဒါတွေအားလုံးကအစောကပြောလို့ ပြန်ပြီးပြင်လို့ရတဲ့အရာတွေပါမှန်ပါတယ်ခင်ဗျမိသားစုမှာခင်ဗျအချိန်ဝါကြီးတော့ဘယ်လိုလုပ်ခဲ့ရလဲဆိုတာပြန်ပြီးစဉ်းစားလို့ရတယ်ပြီးတော့ဒီဂိမ်းတွေကိုခင်ဗျစွန့်လွတ်လိုက်ပြီဆိုတာနဲ့ခင်ဗျရဲ့အချိန်ဝါတွေအားလုံးကအရင်လိုပြန်ပြီးတော့တောက်ပလာမှာအမှန်ပါပဲပေါ့နော်ဒါကြောင့်မလို့ကိုယ့်အိမ်မှာကိုယ့်ရဲ့မိသားစုကကိုယ့်ကိုမယုံမသိမလေးမသားဖြစ်နေတာကတော့ကျွန်တော်ထင်ပြောရရင်ဒီစလော်ဂိမ်းတွေစော့နေလို့လို့ထင်တယ် ဒါကမစော့တဲ့လူတွေကိုပြောတာမဟုတ်ဘူးနော်အဲဒီ slogan ကြီးစော့ပြီးွားတော့လူတိုင်းရဲ့ပေါ်အားကြမှုလေးစားမှုတွေကိုမခံရတော့မှဆိုလို့ရှိရင်တော့အသေးချာလေးစော့ပြောလို့ဒီ slogan ကြီးကိုမစော့ဘဲနဲ့ဒီနေရာမှာအဲသူတို့အထင်မြင်ကြီးလာအောင်ပေါ့နော်အဲကိုပုံမှန်ပတ်စံချလာဆိုလက်ရှာအကိုရဲ့ပုံမှန်လုံနေကြတဲ့နေ့ပြန်သွားလိုက်မှဆိုလို့ရှိရင်တော့အရင်ဆုံးကလူခမရကတောက်ပလာတဲ့လူတွေကဖြစ်လာမှအမှန်ပါပဲပေါ့နော်ဒါဆိုလို့ရှိရင် slogan စော့တာနဲ့မစော့တာက ခမရဘွားရဲ့တိတ်ခါကိုနော်အဲဘလောက်ထီတော်မှပဲတိုးမြင့်နိုင်လဲဘလောက်တွေကြာစင်းနိုင်လဲဆိုတာကိုယ့်ဘာကိုပြန်ပြီးတွေးကြည့်လို့ရပါတယ်ဒီຢာကိုတချို့လက်တက်စမ်းညင်နေកောင်းလေးလည်းရှိရပါတော့កောင်းလေးဒီနေရာပဲအခုပြောချင်တာကဒီဂိမ်းကြီးကအလိန်ဂိမ်းကြီးနော်ပြီးသွားတော့ခုစီကပိုက်ဆံတွေကိုပဲသူတို့ကိုပေးနေရတာအကဲရမယုံဘူးဆိုလို့ရှိရင်လည်းအခုရဲ့ဒီ YouTube channel အောက်မှာလာပြီး comment နေဖတ်လို့ရပါတယ် ကေးဖတ်ဖို့ပြင်းနေဆိုလို့ရှိရင်လည်းနောက်ဗီဒီယိုတွေမှာဒီ comment တွေကိုဖတ်ပြီးတော့ဗီဒီယိုလေးတစ်ပုဒ်နဲ့ပြန်လာခဲ့ပေးလို့ရတယ်ပေါ့နော် reaction ပုံစံမျိုးလုပ်ပေးလို့ရပါတယ်ကေး comment ဖတ်မှပြင်းနေဆိုလို့ရှိရင်အောက်မှာဝင်မှတ်ပြီးတောင်းဆိုလိုပါရပေါ့နော်ကဲဒါကတော့ထားလိုက်ပါဆိုအဲဒီနေရာမှာကျွန်တော်တစ်ခါလေးပြောချင်တာကဘာလဲဆိုလို့ရှိရင် slogan တွေ short ပြီးတော့အဲပေါ့နော်ဘဝပြက်ခဲ့တဲ့ကောင်မလေးတစ်ယောက်အကြောင်းကိုကျွန်တော်ပြောပြပါမယ်ဒါကကျွန်တော်ကိုဒီဖုံးဆက်ပြီးတော့ပါဇင်နေကလာပြီးပြောထားတာဖြစ်ပါတယ်ဘလို့လဲဆိုတော့ ့သူကနေကားပေါ့နော်အဲသူ့ရဲ့ဒီဘဝတလန်းအတွက်ပေါ့နော်သူဂျပန်သွားဖို့အတွက်ရည်ရထားတဲ့ဂျပန်တလန်းတွေသူတို့လာတက်ကြတယ်သူ့ရဲ့မိသားစုမှာအားလုံးကတောင်လူဖြစ်တဲ့အတွက်အဲပေါ့နော်ဒီဒီမိုးကုံဒီအတောင်လူတွေရတဲ့ချိန်ကြမှာပိုက်ဆံကဘောတူတီတုံးရတာဖြစ်တယ်။ဂျားထဲမှာဆိုလို့ရှိရင်တော့သူတလတလအဆောင်ကစားဖို့နဲ့သူ့ရဲ့သုံးစရိတ်1000 2000ပေါ့ဗျာ။အဲစားရတဲ့ငွေပါမှာနားတော့ပဲအဲသူကခံရတာဖြစ်တဲ့အတွက်သူ့ဘေးမှာရှိတဲ့ငွေကြေးတယောက်က သူ့ကိုဘယ်လိုပြောမလဲနင်ဒီကိန်းလေးစော့ကြည့်တာပါဗောနော်အဲအများကြီးလည်းဟုတ်တာမဟုတ်ဘူးတနေ့ကို9000လောက်ပဲထည့်ဆိုတာကန်ကောင်းရင်9000လောက်ရနိုင်တယ်ဗောနော်ဒီဟာကနေပြီးနင် online shop လေးတွေဘာလေးတွေပွားပါလားဆိုတော့ဒီဗောနော်ဘေးကမြောက်ပြမြောက်ထိုးပင့်ကောလောက်ပြတယ်တငယ်ချင်းတယောက်ရှိတော့သူကဘာလုပ်လိုက်လဲဆိုတော့ထုံးစံလိုက်မယ်ကျွဲချောင်းလိုက်တယ်ဗောဗျာကျွဲချောင်းလိုက်တော့ကျွဲကဆိုတာပြောလို့မချောင်းတက်တော့ကျောင်းတက်เสียလည်းမလို့ဗောနော်ကျောင်းတက်လည်းအခက်ခံမှာပဲဗောနော်အဲသူကျွဲချောင်းလိုက်တာအဲ့မှာဗောနော်သူရဲ့တလစာ ပတ်စံနဲ့အကုန်ပြောင်းသွားတဲ့ပြင်ကိုအဆောင်လားကတွေပါကုံသွားတဲ့အနေအထားတွေဖြစ်သွားတယ်။မှန်တယ်ပြောရမယ်ဆိုလို့ရှိရင်တော့မိန်းကလေးတွေအများစုကအခုလိုနော်လောင်းစားနဲ့ပတ်သက်လို့ရှိရင်တော့နုနယ်လေးလေးမယ်လို့တော့ထင်တယ်။ဒါကြောင့်မလို့အဲကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းမိန်းကလေးတွေစော့နေတယ်ဆိုလို့ရှိရင်တော့တေချာဖို့သူတို့ကခမည်းတော်တောင်ပတ်စံနေပုံများနေပြီလို့ဒီ slogan ထဲမှာကုံတာတွေများနေပြီလို့ကျွန်တော်ထင်တယ်။အဲဘာလို့လဲဆိုတော့ကျွန်တော်ရဲ့လုပ်ငန်းကလည်းတော်တော်များများစော့နေကြပါဘောနော်။အဲနောက်ပိုင်းတွေတော့တော်တော်ထိသွားတဲ့အခါကျမှရက်သွားတာမျိုးတွေရှိတယ်။ ဒါကြောင့်မလို့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းဒီမိန်ကလေးတွေစော့နေရဆိုလို့ရှိရင်တော့ဟိုအတက်နိုင်ဆုံးပြောပါဘောနော်အဲတားတဲ့မှာရပါဘောနော်โอเคဒါဆိုလို့ရှိရင်ဆိုကညီမလေးအကြောင်းဆက်ပြောလိုက်ကြရအောင်မှန်တယ်သူကအစောကပြောလို့အဲအဲ့လိုမျိုးလေးပေါ့နော်သူရဲ့30%ပတ်စံနေအားလုံးကုန်သွားတော့သူဘာလုပ်လိုက်လဲဆိုတော့သူရဲ့ first step ပထမဆုံးခြေလုံးကိုမကောင်းတဲ့နေရာတွေမှာစပြီးအသုံးချခဲ့တယ်။ဒါကဘယ်လိုလဲဆိုတော့ online ပေါ်မှာကျွန်တော်တို့တွေ chat step ပုံစံမျိုးပေါ့ဗျာ။အဲအဲ့ပုံစံမျိုးတွေသူလုတ်ခဲ့ရပေါ့နော်။အဲလုတ်ခဲ့တော့အဲ့ကရတဲ့ပတ်စံတွေစုဆောင်းပြီးတော့မှ အဲ့ပေါ်တော့သူ့ရဲ့ဒီအိမ်သားကတွေပြီးွားတော့အဲပြီးွားတော့ဒီစားစရိတ်တွေပေါ့နော်အစားရှိတဲ့ຢာတွေပြန်ပြီးတော့ဖြည့်ဆွက်လာတယ်လို့ပြောခဲ့တယ်ပေါ့နော်သူဘယ်တော့တောင်ပါသွားလဲဆိုတော့မသိဘူးပေါ့နော်အဲ့ကနေတစင်ကသူဖြည့်ရှင်းလာနိုင်ခဲ့ပေမဲ့လည်းသူမသိတဲ့အရာကဘာလဲဆိုတော့ဒီကိန်းနောက်ကိုပါသွားတဲ့ပတ်စံတွေကိုသူပြန်လိုက်နေတယ်ပေါ့နော်အဲဒါကလုံးဝမဖြစ်တဲ့နေကိစ္စပါလှိုင်းရင်နိုင်နေတဲ့ ထပ်ပါသွားတယ်ဗျာအဲ့လိုပိုင်ရင်ပိုင်ရင်နဲ့အစောပြောတို့သူကမကောင်းတဲ့ဘဝပဲကိုရောက်သွားတဲ့အနေအထားတွေဖြစ်သွားတယ်ဗောနော်ဒီနေရာမှာကျွန်တော်အားလုံးကိုတော့အတိအကျတော့လိုက်ပြောမနေတော့ဘူးဗျပြောချင်တာကဇလန်းစာသူကအစောပြောလို့အဲဂျပန်သွားဖို့ပြင်ဆင်တဲ့ပတ်စံနေအားလုံးကလည်းအဲတနန်းကြီးပါညာအားလုံးကလည်းဆွာပြောလို့ဒီစလော်ထဲမှာပါလာတာဖြစ်တဲ့အတွက်ဒီဘဝဆိုတော်တော်လေးကိုနှမျောဖို့ကောင်းတဲ့ဘဝလေလို့ပြောလို့ရပါတယ် အဲနောက်ပိုင်းမှာတော့ဆိုတာပြောလို့အဲမိဘကလည်းဆိုတာဟိုကမှာတောင်းသူကလည်းအရင်မရတော့သူ့ဘဝရေးပါဆိုတာပြောလို့မကောင်းတဲ့ဘက်မှာရောက်သွားခဲ့တယ်ပေါ့နော်ဒါလေးကိုကျွန်တော်ကိုဒီဗီဒီယိုလေးတစ်ပုဒ်အနေနဲ့လာလုပ်ပေးဖို့ပြောထားတာတော့ကြာပါပြီဒါမှမဟုတ်လည်းကျွန်တော်ကဆိုတာပြောလို့အဲတခြားဗီဒီယိုလုံနေတာဖြစ်တဲ့အတွက်ဒီရဘက်ကိုအာရုံမဆိုင်နေတာပါပေါ့နော်ဒီနေ့မှာတော့ဒီညီမလေးပြောခဲ့တဲ့ဗီဒီယိုလေးကိုကျွန်တော်အဲလုပ်ပေးခဲ့ပါတယ်။ဒီအကြောင်းအရာလေးကနေဘာတွေရလိုက်လဲဆိုတော့အစောပြောသလို slot ဆိုတာကမင်းဘာအတွက် ဒီ game ကိုဆော့နေရလေလို့သူတို့ကြည့်မှာမဟုတ်ဘူးမင်းကမင်းရဲ့စာဝတ်နေရတဲ့ဆော့လာလားဒါမှမဟုတ်လို့ရှိရင်မင်းရဲ့ခဏပေါ့နော်ပိုက်ဆံဒီထမင်းတနတ်စာတွေဆော့လာလားသူတို့မကြည့်ဘူးခမရတသိန်းရှင်သသိန်းလုံးသူတို့ယူမယ်ဆိုတာပဲကြည့်ရဲအဲ့ဒါဖြစ်တဲ့အတွက်အတက်နိုင်ဆုံးဒီ game တွေကိုအဲမဆော့ဖို့ကျွန်တော်ထက်ဆင်ထက်ဆင်ပြန်ပြီးတော့တိုက်တွန်းလုပ်ပါရပေါ့နော်ပြီးတော့အဲတချို့တွေကြတော့လေဒီ comment အောက်မှာ like ရေးထားကြရရှိရပေါ့နော်မင်းကဆရာကြီးလားအဲငါတို့ဆိုဘလောက်နိုင်တာလားမင်းမအောင်တော့မပေါ့အစားရှိတဲ့ຢာရင်လည်းရှိတယ် ဒီအရောင်းကလည်းဆိုတာပြောလို့မှန်လားမလားဆိုတာကျွန်တော်လိုက်ပြီးဆုံးဖြတ်နေတာမလို့အဲကျွန်တော်ရဲ့ဒီ viewer တွေပြည်သက်တွေရှိရပါတော့အဲသူတို့ကပဲဒီလူတွေကိုပြန်ပြီးတော့ပြောသွားတာရှိတယ်အဒီအရအတွက်လည်းကျွန်တော်တော်တော်လေးကိုဝမ်းသာရပါတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ဆိုတာပြောလို့ဒီ slogan တွေကြောင့်ဘွားပြောသွားတဲ့ mainly တယောက်အကြောင်းကိုဒီနေ့ဗီဒီယိုဒီမှာအဲလက်ဆောင်ပုံစံမျိုးနဲ့ပြောခဲ့ပြပါတယ်ပေါ့နော်ပြီးတော့ ခမရရထင်မြင်ကြီးမှုလေးစားမှုတွေကိုပြန်လို့ရှင်တယ်ဆိုလို့ရှင်တော့ဒီ slogan ဆော့နေတာတွေကိုရက်တက်တက်မှာပဲเนาะခမရရအမြင်မှာတော့အားလုံးကပုံမှန်တိုင်းလို့ထင်ပေမဲ့ခမရရနောက်ကွယ်မှာခမရကိုဆော့ပြောလို့မလေးမစားပုံစံမျိုးနဲ့ဆက်ဆံနေတာတွေပြီးသွားတော့အရင်တုန်းကလို့အချိန်ဝါကြီးခဲ့တဲ့ခမရရအချိန်ဝါတွေကခမရမြန်မာတောက်ပနေပေမဲ့သူတို့ရဲ့မျက်လုံးထဲမှာတော့အဲ့ဒီအချိန်ဝါတွေအားလုံးကရောကြနေပြီဆိုတာကိုအဲကျွန်တော်သတိပေးရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုနှုတ်ဆက်ခဲ့ပါတယ်ပေါ့နော်အဲဗီဒီယိုရဲ့နေချက်ကတော့ဆော့လောက်ခဲနေမဆော့ပါနဲ့ဆော့လောက်ခဲနေဆော့မယ်ဆိုလို့ရှိရင် ခမရကတိတ်ခါကြနိုင်ပါတယ်ဆိုတော့ပြောရင်လည်းနောက်လာမယ့်တောက်ကြနေမှာအားလုံးနဲ့ပြန်တွေ့ကြပါမယ်ကျွန်တော်ကတော့ထွန်းစံတိုင်းမိတ်ဆက်ပြရရင်တော့ modern techno ပါ